မကွေးတိုင်းဒေသကြီးငဖေးမြို့နယ်ပဒံမြို့အနီးမှာရှိတဲ့အနက်ရကန်တောင်ကိုကဖိုက်တာစကန်ကုန်းကိုအရခတ်တက်တွနဲ့ပူပေါင်းတက်တွတင်ပိတ်လိုက်ပြီလို့စီရဲတဲ့ရင်မြို့တွေကဒီမနက်ပိုင်းမှာပြောလာပါတယ်ဒီဖိုက်တာစကန်ကုန်းဟာနက်ရကန်လေကြောင်းရံကကွေရေးဗျူဟာဂုံအတွက်အရေးပါတဲ့တက်စကန်တစ်ခုဖြစ်တာကြောင့်စစ်ကမချန်တက်တွေဟာစစ်အာရံနဲ့ရှီချထားတာတွေရှိပြီးတော့လက်နက်ကြီး drone ပြန်အထုပ်ကွက်မြန်တဲ့တပ်သားတွေကိုပါခုခံစစ်အတွက်ပြင်ဆင်ထားတဲ့တက်စကန်တစ်ခုလေးဖြစ်ပါတယ် အဲ့ဒီလိုစစ်ကွန်မရှင်ကခုခံစစ်အတွက်အထူးပြင်ဆင်ထားပေမဲ့အာရကတက်တို့နဲ့ပူပေါင်းတက်တို့ရဲ့ဒီဟာမြောက်ထုတ်စစ်တို့ကြောင့်စကန်ကုန်းတစ်ခုလုံးကိုဒီမနေ့ပိုင်းမှာအပြစ်သက်သိမ့်ပက်ရရှိခဲ့တယ်လို့စစ်သုံးပန်းတစ်ချွတ်နဲ့လက်နက်ခဲရအမြောက်များကိုလည်းသိမ့်ပက်ရရှိနိုင်ခဲ့တယ်လို့စီရဲတဲ့အင်းမြစ်တွေကပြောပါတယ်လက်ရှိမှာလည်းအာရကတက်တို့ဟာထပ်ပြေလွန်မြောက်နေတဲ့စစ်ကွန်မရှင်တပ်ဖွဲ့ဝင်တွေကိုလိမ့်လံရှင်းလင်းတာတွေလှုပ်ဆောင်နေတယ်လို့စစ်ကွန်မရှင်ဘက်ကလည်းလေကြောင်း drone တွေအပြင်ပါရာမိုတာတွေနဲ့ပါဘုံကျစ်တိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေတယ်လို့ဆိုပါတယ် တစ်ဖက်မှာလည်းကြံ့ကျင့်နေတဲ့နဲ့ရကန်လေကြောင်းကောက်ကွေဘလူးဟောင်းစခန်းအပါအဝင်စစ်ကွန်ရှင်တက်တွေရဲ့ကာကက်စခန်းတို့ကိုအရခတ်တက်တွေနဲ့ပူပုံတက်တွေတိမ့်ပဲ့ရရှိနိုင်ရဲ့အတွက်ဆက်လက်ထိုးဆက်ဆက်တက်ခိုက်တာတို့ကိုလှုပ်ဆောင်နေပြီးတော့တစ်ဖက်တိုက်ပွဲတွေဟာဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့ဆိုပါတယ်အရခတ်တက်တွေနဲ့ပူပုံတက်တွေဟာပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့မှာလည်း နိုင်ရကန်လေးဂျန်ကာကိုရေးပြီးွားအတွက်အရေးပါတဲ့ဂိုဂျီစကန်ကိုသိမ့်ပိတ်ခဲ့တာရှိခဲ့ပြီးတော့လက်ရှိမှာတော့နိုင်ရကန်တောင်ပေါ်ကဖိတ်တာဂွန်စကန်ကိုဆက်လက်သိမ့်ပိတ်လာနေတာလည်းဖြစ်ပါတယ်။